HIV ဝေဒနာရှင်တွေကိုလှူဒန်းဖို့အတွက်အလှူငွေတွေရှာဖွေတဲ့ထဲကတစ်ခုဖြစ်တဲ့ Miss Red Ribbon 2014အလှဖန်တီးရှင်မဲပြိုင်ပွဲကိုဒီဇင်ဘာ၄ရက်နေ့ကရန်ကုန်မြို့စီရိုနာဟိုတယ်မှာကျင်းပခဲ့ပါတယ်။အလှဖန်တီးရှင်မဲပြိုင်ပွဲကိုဘာကြီးရွယ်ချက်နဲ့ကျင်းပတာလဲ။အလှဖန်တီးရှင်တွေအတွက်အမဲလိုလိုရန်ပုံငွေပွဲတွေလှုပ်ပေးလေရှိတဲ့ဒေါ်ယူဇော်ကရလာတဲ့ရန်ပုံငွေတွေကို HIV ဝေဒနာရှင်တွေကိုတွားရောက်လှူဒန်းမှာဖြစ်တယ်လို့ဆိုပါတယ်။သူတို့ရဲ့ဘဝတွေကို စာနာအားပေးတဲ့အပြင်စိတ်ဓာတ်တွေကချစ်ဖို့ကောင်းတာမို့အတူတူလှူအားဒါနလှူတာဖြစ်တယ်လို့ပြောပါတယ်ကဖန်ဒီရှင်များနဲ့လွန်ခဲ့တဲ့၄-၅နှစ်လောက်တည်းကပေါ့နော်။စကားပြောရဲသူတို့ကလည်းလှုပ်အားဟိုအလှလေးလှုပ်မယ်ပေါ့။အန်တီကလည်းဒီလိုမျိုး sponsor လေးပေးပြီးတော့လှုပ်တာမှာဒါဆိုလို့ရှိရင်တတိယအကြိမ်ကြီးပါပြီ။တနည်းနဲ့တနည်းလည်းအလှွေတွေကအများကြီးပဲရတယ်ပါလေ။ဒီနှစ်ဆိုရင်အများကြီးပဲရလို့အန်တီလည်းပီတိဖြစ်ရပါတယ်။ အလားပါနေရှင်တွေကိုလည်းအန်တီကအရန်ပဲအားပေးတယ်ပေါ့နော်အရန်ချစ်ဖို့ကောင်းပါတယ်သူတို့ရဲ့ဘဝလေးကအဲကြောင့်မလို့အန်တီကသူတို့နဲ့အတူတူအတူဒါနာလေးတွေလုပ်ဖြစ်တာအလားဖန်တီးရှင်မဲ့အဖြစ်ဝင်းရောက်ရှင်ပြန်သူတွေဒီနှစ်မှာများပြားလာပြီးနာမည်ကျော်အလားဖန်တီးရှင်တွေရဲ့ထူးခြားတဲ့ကောက်ွက်ဆန်းတွေတင်ဆက်မှုတွေနဲ့ပရိသတ်ကိုဖျော်ဖြေခဲ့ကြပါတယ်နာမည်ကျော်တရုတ်ဆောင်တွေအဆိုတော်တွေကလည်းတက်ရောက်အားပေးခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်က မစ္စရရီဘွန်ပွဲကိုမကျင်းပဖြစ်ဖဲဒီနှစ်မှာပြန်လုပ်တဲ့အခါစိတ်အားထက်သန်မှုညှို့မှုတွေပိုရလာတာကြောင့်ကျင်းပနိုင်ခဲ့တာဖြစ်လို့ဝမ်းသာတယ်လို့မြရွှေဘွားကပြောပါတယ်။သူ့အနေနဲ့ကအလဖန်ဒီရှင်မဲရီကိုစိတ်တအားဖြင့်ပင်ကိုရှင်ပြိုင်လူစိတ်တွေကိုဖော်ထုတ်ပေးလိုက်လို့ပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။ အင်းဒီလိုပြိုင်ပွဲလေးလှုပ်လာအရင်ကောင်းပါတယ်။ဘာဖြစ်ဒီကလေးမလေးတွေအတွက်ပေါ့နော်။သူတို့အတွက်သူရဲရင်နဲ့စိတ်သူကိုယ်သူယုံကြည်မှုအပြည့်နဲ့ဒီလိုပြိုင်ပွဲလေးတွေသူကိုယ်သူဝင်ပြိုင်ကြရတယ်။နောက်ပြီးသူတို့ခင်ဗျာလည်းအရင်ဒီလိုပွဲကိုသူတို့စောင့်စားနေကြပြီ။ပြီးခဲ့တဲ့နှစ်လောက်ကတော့မလှုပ်ဖြစ်လာရပေါ့နော်။ဒီနှစ်မှာပြန်လှုပ်တဲ့အတွက်ကြောင့်သူတို့ဒီပွဲကိုလာရောက်ပြီးကလေးတွေကပြိုင်နေ။ပြိုင်တဲ့အခါမှာလည်းတကယ်ကိုနားထောင်ပြီးတော့တကယ်ကိုညီညီညွတ်ညွတ်နဲ့ဒီပွဲလေးကိုသူတို့အဆအဆုံးကျင်းပတဲ့အခါမှာသူတို့စိတ်အားထက်သွမ်းသွားပြီးသူတို့ကျင်းပတာတွေ့ရတယ်ပေါ့နော်။ငွေတွေကလည်းသူတို့ပင်ကိုအရေးကြီး ချင်ရှိပြီးသားဆိုတော့သူတို့အဲ့လိုလှုပ်ပေးလိုက်ရကြတယ်သူတို့ရဲ့သူတို့ဒီမှာခံစားရတဲ့ပျော်ရွှင်မှုတိုင်းကျွန်မအနေနဲ့အဲ့လိုခံစားရပါတယ်မြန်မာနိုင်ငံအလှဖန်တီးရှင်တွေကိုနေရာတနေရာပေးတဲ့အနေနဲ့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုထုတ်ပြနိုင်တဲ့ဒီလိုပြန်ပွဲဟာနိုင်ငံတကာနဲ့ရှင်ရင်အခွင့်အရေးတစ်ခုလို့ပြောလို့မရသေးပေမဲ့မြန်မာပြည်မှာအရင်ကထက်ဆိုင်လိင်လူချစ်သူတွေဟာအထက်အလျောက်နေရာတစ်ခုကိုရလာပြီလို့ပြောသူကမိတ်ကပညာရှင်ဂျိုဂျိုပါမိသားစုပါဝင် အားလုံးနဲ့အတိုက်ခံလုပ်ပြီး နေရာတစ်ခုကိုရအောင် ကြိုးစားခဲ့သူတွေမှုဒုတိယရဲ့အခွင့်အရေးရချင်ပါတယ်လို့ဆိုပါတယ်အေးဖြစ်လို့ဆိုပြီးတော့အလိုရှားပိုင်ခွင့်နဲ့လို့သွားရေးလာရေးနေရာအစအကုန်လုံးကန့်တတ်တဲ့နေရာတွေတားမြစ်တဲ့နေရာတွေရှိနေသေးတယ်ပေါ့နော်။ဒါပေမဲ့လည်းဟိုးရင်တော့ထပ်ဆာရင်တော့ တော်တော်တော့နေရာကြီးရလာပါတော့အဲ့မပေးတဲ့နေရာကိုပဲသူတို့အတွက်မရှိမဖြစ်ဖြစ်အောင်ဥပမာမိတ်ကပ်ဆိုလို့ရှိရင်လည်းဒါပတ်ဝန်းကျင်မှာမရှိမဖြစ်သူတို့အတွက်ကိုမရှိမဖြစ်အနေထားရောင်းအောင်တော်တော်ကြီးကြိုးစားခဲ့ပဲသူတို့လည်းအဲ့လိုပါပဲကျွန်တော်အတိုက်ခံနေလုပ်ခဲ့တယ်မိသားစုတိုင်ဝမ်ခေါလုံးနဲ့တိုက်ခံနေလုပ်ပြီးတော့မှဒီလိုနေရာမျိုးရလာတဲ့အတွက်ကိုပေါ့6ချစ်တာတို့အဲ့လိုမျိုးရောင်းမချစ်တာတို့ကတော့မတိုင်ပါဘူးလူတယောက်အနေနဲ့အခွင့်အရေးပေါ့နော်အဲ့လိုမျိုးကိုတော့ရရစေချင်ပါတယ်ဟုတ်